ဓမ္မရေတရားမင်းကြောင့်မဟုတ်ခင်ဥပဒနာရှင်ဤကိုကျေးဇူးပြောမယ်ဘုရားဥပဒနာရှင်ဤကရှင်သာရိပုတ္တရာက ဟောထားတယ်ကာယမိမံသမသထပရိဇာနာထပုဏ္ဏပုံနာကာယေတဘာဝဝိရိဒဝါနဒုက္ခသန္တံကရိတိဒီကဲ့သို့ဟောထားတော့ဓမ္မရေဤ ဘုရားရှိမှာဖြစ်စေကိုယ်အိရာထဲမှာဖြစ်စေထိုင်ပြီးတခါကမိမဖြင့်လူတို့ယောက်ျားဖြင့်ဓမ္မင်ခွေးပြီးတခါကထိုင်နေလို့ထိုင်အိတ်ရှင်နဲ့အိတ်ကိစ္စမရှိပါဘူးတဲ့သို့တော့အသက်မှန်မှန်ရှူပြီးတခါကလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုကြီးသိပြီးတခါကနေရာမှား ပရမရှိစွာတော့ဖြင့်ဖတ်တာသိဝင်တာသိပဲလုံနေပါဒီတဲကမှဘုရားကအောက်လိုလိုလာလို့ရှိရင်ဖတ်တာသိဝင်တာသိဖြုတ်လိုက်ပါဖတ်တာသိဝင်တာသိဖြုတ်ပြပါတော့လို့သတိပေးလိုက်ရှင်နော်ဖတ်တာသိဝင်တာသိဖြုတ်ပြီးအောက်နေနေရာလေးကိုညံကထဲလိုက်အော်ဒါဖောက်ပြန်လာတာပါလားအင်းဖောက်ပြန်လာတာငါကမအောင်ဘူးဥပမာဒီနေရာလေးကအောက်လာ အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြီးလိုက်ပြီဓမ္မဖြင့်ဖောက်ပြန်လာတဲ့အပြည့်စည်သွားဘဒ္ဒသီဝန္ဒသီလုံနေတော့တဏှာကဘာဖြစ်လာတော့အောင်းတဲ့အခါကျဘဒ္ဒသီဝန္ဒသီထုတ်လိုက်ပါအောင်းတဲ့နေရာလေးညံလှဲ့လိုက်ပါခြေစလုံးကအောင်းရင်ခြေစလုံးပေါင်းကအောင်းရင်ပေါင်းခါကအောင်းရင်အောင်းနောက်ကြောကအောင်းလို့ရှင်လဲအောင်းတဲ့နေရာလေးညံလှဲ့လိုက်ပါအဲ့ဒါလေးကဘာပါလဲမလဲဆိုတော့ပင်ကိုယ်သဘောမှဖောက်ပြန်လာတာ အဲ့ဒီဘောက်ပြန်တဲ့နေရာလေးကိုရတ္တေကကျော်ဥဒ္ဓဘုရားကညံတဲ့လိုက်ပြီးသမဖြင့်ညံပေါ်နေတဲ့အတွေ့တတ္တဝါသဏ္ဍာန်မှာအောက်မဲ့စိတ်ကလေးကချုပ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေတော့အောက်နာလေးဟာဘောက်ပြန်ပြီးဒီကရာပျက်စီးသွားတာတွေ့ပါလိမ့်မယ်ဘောက်ပြန်ပျက်စီးသွားတာကိုတွေ့ပါလိမ့်မယ်ဒီကဲတဲ့ဘောက်ပြန်ပျက်စီးသွားတာတွေတွေ့တဲ့အခါကျတော့ ဒီကနာကိုကြီးစိုက်ကြည့်နေလို့ဖောက်ပြန်ပြည့်စည်တာတွေ့တာလို့မှတ်လိုက်တယ်နော်အဲ့တော့ဖောက်ပြန်ပြည့်စည်တာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုလားဟုတ်တာဒုက္ခသစ္စာဆိုလဲဟုတ်ပါဘူးဩော်ဒါကဒုက္ခသစ္စာဖောက်ပြန်ပြည့်စည်ပြီလို့သိနေတာလေကလောကီမက္ခသစ္စာ ဒါဒီနေရာလေးကအောင့်နာလေးကပြောက်သွားပြီဟိုနေရာကအောင့်နာပေါ်လာတယ်ဟိုစိတ်ကလေးစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားကျင်တဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပြပါကြည့်လိုက်တဲ့အခါကျလို့ရှိရင်ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှိရင်သတ္တဝါသန္တာနှစ်စိတ်မပေါ်ကောင်းတဲ့အတွေ့စားကျင်တဲ့စိတ်ကလေးရကကြွယ်ကတဲ့တို့ဖြစ်ပြီးပြတ်သွားတယ်သူလည်းကမှဖောက်ပြန်မေးလာတာအခုပဲပြည့်စည်သွားတယ် အဲ့တော့ဖောက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြလဲအဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဂါရမတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာလို့အောက်မိကြဒီလိုရှိပါခန္ဓာကိုယ်ရဲ့လှဲ့လိုက်ပြိစ္ဆာကလာနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာဆိုတော့ဩခန္ဓာကိုယ်ရဲ့မှာဒုက္ခသစ္စာရဲ့ သိနေတဲ့မကသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးတကားကနေတော့သမုဒိယသစ္စာဆိုတဲ့လောဘကခြုံငင်းရုပ်သိမ်းပြီးတကားကနေတော့တယ်ဒီလောဘခြုံငင်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒဏ်ချုပ်ဘူးလားဥပါဒဏ်ချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘုရားလာရတဲ့ဖြစ်တဲ့ပရိသေနေမှုအုံမှုသိမှုကောဩော်ဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ ရာဇဝေဒကစေတူလာဘုရားကမဲလို့ရှိရင်ဖြင့်ဖောက်ပြန်ပြစေတာမြင်းနေတဲ့မက်ကချုပ်စေတာလို့မှတ်လိုက်ပါဘုရားဖောက်ပြန်ပြစေတာသိတဲ့မက်ကချုပ်စေတာဆိုတာသိကြပါလားသိကြပါဘူးဒါပေမဲ့ဒီကန္တကိုကြီးကိုဥပဒနာရှိဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်ပါဘုရားဥပဒနာလို့ဆိုရပါပါလေဒါကြောင့်ကာယမိမံသမသထ အိမံကာယဉ္စနာကိုယူကိုသမသကစောင့်ကြည့်ပြီးသုံးကသံပါကွာရှင်သာရိပုတ္တရာမှားရှာခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးကသံပါဆင်ញင်သံပါဆိုတော့ဖြစ်တယ်မဲမလာဘူးပြည့်စည်သွားတာကဖြစ်ဖြစ်စောင့်ကြည့်တာကမလာဘူး ။အော်မက်ဆိုတာဒကာရမတို့စောင့်ကြည့်မှရတယ်လို့မှတ်ဆုံး။စောင့်မကြည့်ရင်မရပါဘူး။မရဘူး။ရှာရင်တော့မရဘူး။စောင့်ကြည့်ရင်တော့ရပါဘူး။ဒေါရရကြားရရာအပြေးတော့မလံပါဘူးတဲ့။ဖန်းတော့မြန်တယ်လို့မင်းလင်းနာပညာကစောင့်ဖန်းဆောင်ပါလို့လည်းသေသေးချာချာဟောတာ။မှန်ပါပါဘုရား။ဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေကအေးရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်စီစမ်းပါ။ အနာကိုစောင့်ကြည့်နေဘာနဲ့စောင့်အောင်လဲဆိုတော့ချူမှုလေးမှန်မှန်ချူရှိုင်းမှုလေးမှန်မှန်ရှိုင်းရှိုင်းရကမှအထုတရားလေးပေါ်လာလို့ရှိရင်အော်ဒါဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်တယ်ဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေးတာကသမှုရသစ္စာနောက်ခန္ဓာမလာတာကသစ္စာ နိရောဓသစ္စာဆိုတော့ဩတို့သစ္စာလုံးလုံးနေတာပါလားဆိုတာပေါ်မလားပေါ်ပါဘူးဩဒါဖြင့်ဝိပဿနာလုံးဆိုတာအာလုံးတရားနာတဲ့ဃာရမတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလုံးဆိုတာဘာပါလဲစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်တော်ဖြစ်မလုံတတ်သေးပါဘူးခင်ဗျာဆိုရင်စောင့်မကြည့်လို့ကမှတ်ပေလို့စောင့်ကြည့်တော့ခန္ဓာကိုယ်ကြီးက ဘုနေရကပြတယ်ဒီနေရကပြတယ်ဘုနေရကပြတယ်ဒီနေရကပြတယ်ပြတဲ့နေရာကိုပဲတောင့်ကြည့်နေတဲ့ခါကြလို့ဖြစ်ရင်ပြတာကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာသိတာကနောင်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့ဩတို့ဒီသစ္စာ၄ပါးလုံးလုံးနေတာပါလားဆိုတော့မပေါ်တော့ရှင်းရှင်းပါ ဒါကြေဒါကြေတော့လုံးတော့လဲစောင့်ကြည့်ရတယ်မဟုတ်လားမှန်ပါပါလိုက်ဖမ်းရင်မိပါမိပါဘူးအေးဒါကြောင့်ခွင်းတို့ဂရမတွေစောင့်ကြည့်လို့ရှင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုမှန်ပါပါအနာတွေပဲမပြရဘူးပြပါပါအနာခန္ဓာကိုယ်ကြီးမို့အနာခန္ဓာတွေပြတော့ဒီနာခန္ဓာတွေကလည်းဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်နဲ့ပြနေတော့ဩဒီဥစ္စာ ဖြစ်ပြကဒုက္ခလေးစသိတာကမကသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်ထဲမှာပေါ်လာတယ်မှန်ပါပါဘုရားသူကတော့ပေါ်လာတဲ့အခါကျလို့ရှိရင်ဖြင့်ကိလေသာရှားမညလို့ရှိရင်ဖြစ်ပြနဲ့မဲ့နဲ့ရှားတဲ့မှာကိလေသာရှားမချားလို့ရှိရင်ခွန်ရဲနဲ့မဲ့ညာဘုံညာရပါတယ်ဖြစ်ပြနဲ့မဲ့နဲ့ရှားတဲ့မှာကိလေသာရှားမကိုရင်မဲ့နဲ့ ဗျာကြွယ်မမြန်လားမြန်ပါပါဘုန်းကြီးကဟောတာလားဘုရားသခင်ကိုရမကြီးကဟောတာလားလို့ဆိုတော့သတိဉာဏ်ပါဠိတော်မှာသေသေးချာချာရှိနေသောကြောင့်တရားဓမ္မတွေစောင့်ကြည့်ရလို့မလုခဲသောကြောင့်သံဃာရှိရပါတယ်ဆိုတာသဘောကျဩဒါဖြင့်ဥပဒနာဆိုတာအားစိတ်ရှိရတာလားဒကာဓမ္မတို့စောင့်စားပြီးရှိရတာသေသေးချာချာပြောနေပါတယ်ဒကာဓမ္မတို့ လေးလေးစားစားနဲ့မှတ်သားပါမှန်ပါပါလေးလေးစားစားနဲ့မှတ်လိုက်တဲ့ခါကျတော့စောင့်ကြည့်တဲ့အလုပ်တွေကခန္ဓာကိုယ်ထဲမှာဘာမှရှိစရာမရှိလို့ရှင်ဖြင့်ဩလေးလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြတ်တာပဲမှန်ပါပါလေးလေးပြန်သွင်းတဲ့စိတ်ဟာအဲ့ဒါလေးဘယ်ကမှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်လိုက်မှန်ပါပါ သဘောကျဟာခုပြန်ထိုင်နေရင်မတတ်နဲ့ပဲဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လာပြန်လို့ရှိရင်သူ့ချုပ်ပလိုက်ခေါင်းနေရာတဲ့နေရာကောင်းတဲ့နေရာတွေလှည့်လိုက်ပြီးဩော်ဒါဒီဒုက္ခသစ္စာပါလားဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါကောင်းတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာဆိုးတဲ့စိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာအလယ်လစိတ်ကလေးပဲဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာ အဲ့ဒီဒုက္ခသစ္စာတွေရှိပြိုင်ပိုင်နိုင်နိုင်ဖြစ်တဲ့ကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာလို့ဂရမတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကြာတော့ဒုက္ခသစ္စာတွေဟာကဘုရားကသံခိတ္တေနပြင်စုပါရနက္ခန္ဓာပိဒုက္ခလို့ခေါ်သောကြောင့်ခန္ဓာ၅ပါးစုံပြတဲ့ဥစ္စာတွေအနိစ္စလည်းမပြဒုက္ခလည်းမပြအနတ္တလည်းမပြအတုပါလည်းမပြဘဲနဲ့ အရာကြောရကသစ်တို့ဒုက္ခသစ္စာပဲပြတယ်အဲ့ဒီကဲတို့ပြလာပြီဆိုမှဖြင့်ဩလူဘဝရတာဒုက္ခသစ္စာရတာကိုလို့ဘောဘောလုံးနေနေသိမလားပဲလူဘဝရတာဘာရတာဘာလိမ့်ဒုက္ခသစ္စာကြီးရတယ်ဆိုတော့မသိကြဘူးအဲ့ဒီကဲတို့ဒုက္ခသစ္စာကြီးရတာကိုပိုင်ပိုင်နိုင်နိုင်သိနေတော့ဒီလိုလုံးမှာ ဟိုကရဒီကနာဒီကအောင်ဟိုကကြိုက်ဒီကခဲဟိုကဓမျိုးတစ်ခုပေါ်ပေါ်ရတယ်ဟူသေးတယ်ပျောက်တာပဲတွေ့ရစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါဖြင့်ဥပဒနာအလုပ်ဆိုတာဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြစောင့်ကြည့်တာပဲတဲ့အကြည့်ခံရတာဒုက္ခသစ္စာရှင်းညာကမေကသစ္စာအကြည့်ခံရတာဒုက္ခသစ္စာ ကြည်ညာကမက္ကသစ္စာဆိုတော့အော်မဲဟာသူတော်မလုပ်လားစောင့်ကြည့်တဲ့ညာလုပ်လားစောင့်ကြည့်တဲ့ညာလုပ်လို့ဒကာဓမ္မတွေကအသိကြီးသိလာပြီချုံမဖြစ်ဩခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညဒုက္ခသစ္စာဓမ္မစပါလားဆိုတာပေါ်လာပါလိမ့်ဒုက္ခကြာမညဒုက္ခ ဒုက္ခသစ္စာသရဇပါလားဆိုတာမပေါ်လားပေါ်ပါဘူး။ထိုကဲ့သို့ပေါ်လာတဲ့အခါကျတော့မှဩဒုက္ခသစ္စာကြီးပါလားဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ဒုက္ခရဲ့မြင်ပြီးကြီးငွေလာပါလိမ့်မယ်။မှန်ပါပါဘူး။ဒါပြန်ရှင်းပြမြင်တာရိယထာကုတ္တညာမှန်ပါပါဘူး။ရှင်းပြဒုက္ခသစ္စာကြီးမုံလာတာရိမှန်ပါပါဘူး။ ကြတော့ဉာဏ်ကထက်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 ပြီးရှိပါများလာတော့ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဒီဒုက္ခကြီးနဲ့ဖြင့်မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလာဘူးမနေခြင်းနဲ့ညာလာတဲ့ခါကျတော့ခေါင်းကဒုက္ခတွေအကုန်ပြောက်သွားတယ်မနေခြင်းနဲ့ညာလာတော့ဘာတွေပြောက်ဒါဖြင့်ဒုက္ခပြောက်ရင်ဒုက္ခဆုံးတာကနိရောဓသက်ဒုက္ခအဆုံးသိတာက မဂ္ဂသစ္စာဆိုတော့ဘက်ရှိပေါ်လာရင်ဒုက္ခပြောင်းရင်မက်ရှိပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဝိပဿနာမက်ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဒုက္ခတွေမရှိဘူးခင်ဗျာရှုစရာကမရှိဘူးခင်ဗျာဆိုရင်ဖြင့်ဘာပေါ်လာမက်ရှိပေါ်လာတော့ဒုက္ခမရှိတာကနိရောဓသစ္စာမရှိမှန်းသိတာက အဲ့ဒီကြာစောင့်ကြည့်ရင်မတန်နဲ့သုံးသွားလိုက်လိုက်လို့ရှိရင်ဖြင့်ဒုက္ခသအန္တံကရိတ္တိဒုက္ခသဒုက္ခဤအန္တံသုံးကိုကရိတ္တိမဲ့ညာကမျက်မှောက်ပြုလိုက်နေတာလို့ရှင်သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေတော့ကြောင့်ဘုန်းကြီးတွေကဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တယ်လို့လှုပ်ရှားမှာဖြစ်ပြတင်လာခေကိုစောင့်တာကြည့်ပါလို့ဂရိပေးလိုက် ြစ်တဲ့ဒေလာတွေကိုသောက်လာရှိပါတယ်ပြန်ဘာမှမလုပ်ပါနဲ့သောက်ကြီးရောကြာတော့ဖြစ်တဲ့ဒီဒကာကျွယ်တို့ဥလာဘူးဆိုစိတ်လာတယ်မဟုတ်ပါဘူးစိတ်လာပြီဆိုမှဖြင့်စိတ်ပြင်းမဲ့မပြင်းနဲ့ဩအသေးတယ်များပါလားဩဒုက္ခတွေတယ်များပါလားဩဒုက္ခတွေတယ်များပါလားလို့သူကဘလောက်ပဲများများကိုယ်ကဒုက္ခများတယ်လို့သာမြင်ကြည့်နေကြတော့ဩဖြစ်လာတယ်ဒုက္ခ ပြက်သွားတာလေဒုက္ခပါပဲဖြစ်လာတာလေဒုက္ခပါပဲပြက်သွားတာလေဒုက္ခပါပဲအဲ့ဒီကဲဒုက္ခကိုအဖြစ်လည်းမသားရအပြက်လည်းမသားရအဖြစ်ကောအပြက်ကောမသားရပါဘူးတဲ့ဒုက္ခကမသားရတဲ့ခါကျတော့ဖြစ်ပြက်ကိုตายရတဲ့တဏှာကလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်တာตายရတဲ့ဒိဋ္ဌိလည်းချုပ်ပါရော ဖြစ်ပြလဲချုပ်သွားတာပဲဆိုတော့ဖြစ်ပြချုပ်တာနိဗ္ဗာန်ချုပ်မှန်သိတာမညာဖြစ်ပြချုပ်တာကချုပ်မှန်သိပြီဆိုတာဩလာပြန်တကကြွယ်တို့တကဘူးလားဘူးတို့တကသစ်တို့နိဗ္ဗာန်ဝေးသလားနေသလားနေရတယ်မရောက်တာဘာကြောင့်ပါလိမ့်မလဲလို့မေးတော့စောင့်ကြည့်တယ်လို့လည်းမလုပ်ဘူးစောင့်ကြည့်ရလို့ကို ။ဒါကြောင့်ခမရတို့သံဃာထဲမှာငရဲဘုရားတွေကငရဲမိတွေတောက်ပြီးတဘောပွဲထူနေတာမငိမ့်တာ။ဒီခန္ဓာကြီးကိုခင်းတွဲတဲ့တဏှာတော့ကမချုပ်တာနဲ့ပဲတဲ့။ဒကာရမတို့တဏှာကနေပြီးငရဲဘုဖန်တီးနေတာ။ဒိဋ္ဌိကနေပြီးငရဲဟုဖန်တီးနေတာဒါကြောင့်ခင်ဗျားတို့ကတော့တရားနာရဲ့ဒုက္ခကမချုပ်တော့ဘူးနောက်တဏှာကကြမ်းနေတယ် နောက်တနာကြံနေတာတနာကဘယ်ခန္ဓာလောက်ရပါမလဲဆိုပြီးအချိုးရသူကစီမံနေအချိုးရစီမံပြီးခါလာနေတော့တနာကငရေသွားတဲ့ခါတနာလည်းရှိတယ်သုပတိသွားတဲ့တနာလည်းရှိတယ်အဲ့ဒီကဲတော့တနာတွေကအမျိုးမျိုးပုံပုံသုပတိစီမံလိုက်ငရေဟိုတွေစီမံလိုက်ဆိုတာတနာမချုပ်လို့ဖြစ်ရတယ်ဒိဋ္ဌိမချုပ်လို့ဖြစ်ရပါဘူးဝိသိကိစ္စမချုပ်လို့ဖြစ်ရပါဘူး အခုတော့ပြင်ဒကာဓမ္မတွေစောင့်ကြည့်ရှင်ပြေနေရသာဘုရားညာရှင်ပြေမုန်းရင်ရှင်ပြေတည်းကရှင်ရမတန်နဲ့ဖြစ်ဒုက္ခပြေဒုက္ခမှာတော့ဘာမှမရှိဘူးလူချင်းများရခြင်းရာဘာမှမရှိဘူးလို့ဒီကန္နာကိုဆုံးပြချက်ချလို့ချင်းအဲ့ဒါဒုက္ခသစ္စာပိုင်းခြားသိတာပဲဒုက္ခကိုပိုင်းခြားသိလိုက်တဲ့အခါကျလို့ချင်းဒုက္ခတွေတကယ်ကျွဲဘာဖြစ်သွားဒုက္ခတွေဆုံးသွား ဒုက္ခဆုံးတာပါခေါ်ကြမယ်ဆုံးပေါ်လို့သိတာကဩဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေနိဗ္ဗာန်ဒီသီခန္ဓာဆုံးရှိတယ်ဆိုတာယနေ့တတိယမှတ်ဖို့နိဗ္ဗာန်ဒီအချက်မှရှိသလားအောက်မှရှိသလားဘေးမှရှိသလားလို့မေးမှန်းသိကြအဲခန္ဓာဆိုတာဖြစ်ပြပဲအဲ့ဒီဖြစ်ပြဆုံးမှနိဗ္ဗာန်ရှိတယ်ဆိုတာယနေ့ညကစပြီးဘုန်းကြီးတို့ဓမ္မတွေကြိုးစားလို့ရှိရင်ဖြင့်တဲ့